ကျွန်တော်ဒီဗီဒီယိုလေးကိုလောရတဲ့ရည်ရွယ်ချက်ကတော့အသက်အရွယ်အပိုင်းခြားတစ်ခုကိုရောက်လာတဲ့အခါငငယ်ရဆော့ခဲ့တဲ့ဂိမ်းတွေကကျွန်တော်တို့ကိုဘာတွေသင်ပေးခဲ့တယ်လဲဆိုတော့အကြောင်းအရာပေါ့မှာအတွေးနဲ့ချဲမိလို့ဖြစ်ပါတယ်ငယ်တုန်းကတော့ငယ်စိမ့်နဲ့ဆိုတော့ဇလန်သဘောတွေကိုအရင်ကြီးစိတ်ဝင်စားခဲ့ပါဘူးငါဒီဂိမ်းကိုဘယ်နှနာရီနဲ့အပြီးဆော့နိုင် မလဲဆိုတော့ဂိမ်းပလေးပိုင်းကိုပဲစိတ်ဝင်စားခဲ့တာပါအဲ့လိုစိတ်ဝင်စားလို့ပဲဂိမ်းတွေကိုအသေးအတန်ဆော့ပစ်ခဲ့ပါတယ်ဒါကတော့ကျွန်တော်မှမဟုတ်ပါဘူးတော်တော်များများလည်း အဲ့လိုစိတ်ကူရှိခဲ့ကြမယ်ထင်ပါတယ်ခင်ဗျာတကယ်တော့ဒီလိုမျိုး game တွေဆိုတာတကယ်ချင်းနေစုပြီးတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ရတဲ့ game မျိုးတွေလောက်လူတိုင်းမစော့ပြစ်ကြပါဘူး game ဆိုတဲ့သဘောတရားအတိုင်းလူငယ်တွေကြားမှာပဲစိတ်ဝင်စားမှုမြင့်တက်လေးရှိပါတယ်လူလက်ပိုင်းမှာတော့စိတ်ဝင်စားတဲ့သူကနေတဲ့အထက်မှာပါပြီးသားပါအဲ့ဒီအထက်မှာမှလူတိုင်းကြိုင်နိုင်တဲ့ဖုန်းတွေနဲ့စော့မယ်ဆိုရင်လည်းဘောတော်ဝါလို game မျိုးကပေးတဲ့ quality ကိုအတိအကျကြီးခံစားလို့မရပြန်ပါဘူး PC တွေ PlayStation တွေနဲ့ဆော့မယ်ဆိုရင်လည်းတရားစင်မီပြဿနာနဲ့ budget ပြဿနာက ရှိနေပြန်ပါတယ်။ဒါကြောင့်မယ် mobile game တွေနဲ့ရှင်လိုက်ရင်ကျွန်တော်တို့နိုင်ငံမှာဆော့တဲ့နှုန်းကအတော်ကြီးကိုနည်းနေတာဖြစ်ပါတယ်ခင်ဗျာ။နည်းတဲ့ထဲကမှသူတို့ပေးခြင်းတဲ့ message လေးတွေကိုမတိကျပြောင်းဘူးဆိုရင်မဖြစ်သေးဘူးဆိုပြီးတော့ဘာသာစမ်းပြန်ကြည့်ရင်လည်းဒီ game ကိုတင်းပေးဖို့ဖြစ်လာခဲ့တာပါ။အခုဆို God of War game ကလည်းနောက်ဆုံးထွက်တာတဲ့အထိဘာသာပြန်ပေးတာကပြီးကနေပြီဆိုတော့အတွေ့တွေလည်းအများကြီးဖြစ်နေပါပြီ ဂိမ်းထဲကပေးခြင်းတဲ့ message တွေလည်းတော်တော်လေးရနေပြီဆိုတော့ဂိမ်းဖန်နေတဲ့လူတွေကိုလည်းတော်တော်လေးလေးစားမိပါတယ်ဂိမ်းတစ်ခုလို့ပြောပေမဲ့ဇလန်းကိုအကွက်ကြကြပုံဖော်ထားတာဖြစ်လို့သူတို့ရဲ့စဉ်းစားပုံတွေကတော်တော်လေးချီးကျူးဖို့ကောင်းပါတယ်နောက်ထပ်အပိုင်းဆက်ကလည်း2026ကျမှလာမယ်လို့သိရတဲ့အတွက်ဒီကြားထဲမှာနောက်ထပ်ပေကင်းကိုဘာသာပြန်ပြီးရှင်းပြရမယ်ဆိုတာကျွန်တော်ကိုယ်တိုင်လည်းမလေးလာရသေးပါဘူးကျွန်တော်တင်ပြခဲ့တဲ့ဂေါ်ရောဘာဗီဒီယိုတွေကိုအစအဆုံးအမြဲကြည့်တဲ့သူကအယောက်30ဝန်းကျင်တော့ရှိမယ်လို့ထင်ပါတယ် ဘယ်နှလေးတွေမှာလိုအပ်ချက်တွေရှိနေလဲဆိုတာပြောပြပေးခဲ့ကြပါဦး။အတန်ပိုင်းကတော့ကျိုးနှက်ချက်လေးနဲ့ပဲသွင်းနေရတာဖြစ်လို့သိခံပြီးနားထောင်ပေးကြပါဦးလို့ပြောချင်ပါတယ်ခင်ဗျာ။အခြားကောင်းတဲ့ gain တွေရှိရင်လည်းကျွန်တော်လေ့လာလို့ရအောင်ခေါင်းစဉ်လေးတွေပြောပြပေးခဲ့ကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။